ဖောင်ဒေးရှင်းအစကျွန်တော်အားလုံးကိုစိတ်ချရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆောက်ထားတဲ့ဒီအင်အားဆိုလို့ရှိရင်အပိုင်းနှစ်ချမ်းကွဲရင်ကွဲသွားလိမ့်မယ်ကျွန်တော်အင်အားတော့လုံးဝကွဲမှလည်းမဟုတ်ဘူးစောင်းသွားမှလည်းမဟုတ်ဘူးကျွန်တော်တို့ကအတူတူဝါရှိနေမှာပါနောက်ဆုံးကျွန်တော်ပြောချင်တာကတော့အိမ်ဆောက်တဲ့အခါမှာကိုချစ်တဲ့ကိုမျိုးတင်တဲ့တတိကျကြတိုင်နေပြီးတော့မင်းသက်တူကိုမျိုးနဲ့ဖက်တွဲဆောင်ရခြင်းဖြင့်အောင်မြင်တဲ့မိသားစုတစ်ခုကိုရရှိနိုင်ဖြစ်ပါတယ် တက်တီရှင်သမီးတို့ခုမြောက်တကုံ44ရက်ကွယ်တောက်ဆိုင်ရှိလာမှာရှိတယ်မေတ္တထူ construction company ကစောက်လို့ပြည်စီထားရတဲ့ဒီအိမ်လေးကိုတောက်ရောက်လည်လာမှာဖြစ်ပါတယ်ရှင်ပြည်တက်ကြီးလက်ခဲ့ဦးနော် ခုအိမ်ထဲကိုစစောက်ဝင်လာခြင်းဆိုရင် living room လေးကိုတွေ့မယ်ဒီ living room လေးอ่ะဆိုရင်ပေါ့เนาะ215 student bed ရှိရဲ့ရှင်ပြီးတော့ဒီ window လေးอ่ะဆိုရင်ပေါ့เนาะအဲ aluminum glass slide window လေးကိုလုပ်ပေးထားတယ်ပြီးတော့အတွင်းမှာ safety dress ဆိုရင်တံပန်းလေးကိုလည်းကပ်ပေးထားတယ်ပြီးတော့အလင်းရောင်ကောင်းကောင်းရဖို့အတွက် window လေးတွေကိုအဲကြည်ကြီးကြည်ကြီးလေးလုပ်ပေးထားရဲ့ရှင်ပြီးတော့ဒီ air gun မှာ ceiling လေးကိုလည်းရိုးရိုးရှင်းရှင်းလေးနဲ့လုပ်ပေးထားတယ်ပြီးတော့ ဖြူရောင်ဆေးဖြူရောင်လေးတုတ်ထားရရေပြဒီကြွေပြားလေးရလဲဖြူရောင်လေးနဲ့ဆိုတော့တကယ်ကိုအဲကန်းလေးရတကယ်ကိုလှပြီးတော့လင်းနေပေါ့နော်ရှင်ကဲကိုဆိုတမျိုးအိမ်ထဲဝင်ပြီးလေ့လာကြည့်လိုက်ရအောင်ကဲခုရှောက်လမ်းမှာအပေါ်မှာဆိုရင်စီလင်လေးကိုရိုးရိုးရှင်းရှင်းလေးလုပ်ပြီးထားတယ်ပြဒီမှာအလူမီနီယံ glass window လေးကိုလည်းတက်ပေးထားတယ်ပြီးတော့ဒီမှာလုံချော်ရေးတွက်ဆိုရင်တံပန်းလေးလည်းလုပ်ပေးထားတယ်ကဲဒီမှာအခန်းကိုလည်းတွေ့ရမယ်ဒီခန်းကအင်ရှင်တွေကဟောပေါ့ဧည့်သည်တွေလာလို့ရှိရင်တဲခုပ်ဖို့အတွက်ပေါ့ အဲ single balloon လေးကိုထားပေးထားတယ်။ကဒီတကားလေးရဆိုပေါ့ ABS doll လေးကိုသုံးပေးထားတယ်။ကဒီတကယ်မကြီးရဆိုရင်ပေါ့နော်ကျောင်းတကားလေးကိုသုံးပေးထားရရှင့်။ကဒီမှာကျတော့အလေးအောင်ရဖို့အတွက် aluminium မှန်တကားသေးလေးကိုသုံးပေးထားရရှင့်။ကဲခုဒီလေကားပေးမှာဆိုရင်ပေါ့နော်အဲ HR ရဲ့စိတ်ကူတိုင်းမှာပစ္စည်းလေးထည့်လို့ရအောင်ဆိုပြီးတော့ဗီရိုသေးလေးလုပ်ပေးထားတယ်။ညဒေရင်ရဲ့အထူးကြက်ကဒီမှာလေကားတစ်ဆင့်လေးနေသွားတယ်။ညဒီအောက်မှာဆိုရင်နေရမပေါ့အောင်လို့အဲ အင်ဗာတာပြီးတော့ဆိုလာစနစ်တွေလည်းတက်စီပေးထားတယ်။ဒါခုဒီခန်းလေးကိုဖွင့်ကြည့်လိုက်မယ်နော်။ကဲဒီမှာလေကားအောက်မှာနေရာမပေါ်အောင်လို့ရေချိုးခန်းအင်တာလေးလည်းလုပ်ပေးထားတယ်။ဒါဒီမှာကဘိုရိုင်းအင်တာလေးရဲ့ဒီမှာဘီစင်လေးရဲ့ရေပန်းလေးလည်းထားပေးထားတယ်။ပြီးတော့ပပတ်လေးမှာဆိုရင်တော့ကြောက်ပြားလေးလည်းကပ်ပေးထားတယ်။ဒါဒီကျန်းလေးမှာကြောက်ပြားလေးလည်းထပ်ပြောကပ်ပေးထားတယ်။ပြီးတော့ဒီမှာကမှန်ပေါင်လေးရှိရတဲ့အတွက်နိုင်နေရာလည်းကောက်ကောက်ရတယ်။ကဲခုနောက်ထပ်ခန်းလေးလည်းတွားပြီးလေ့လာကြည့်ရအောင်နော်။ ခုဝင်ဝင်ချင်းမှာဆိုရင်ဒီမှာ dining room လေးကိုတွေ့ရမယ်ဒီမှာ kitchen လေးကိုလည်းတွေ့ရမယ်ဒီအောက်မှာဆိုရင်ကြွေပြားလေးတွေလည်းခင်းပေးထားတယ်ဒီအပေါ်က ceiling လေးကတော့ရိုးရိုးရှင်းရှင်းလေးပဲလုပ်ပေးထားတယ်ပြီးတော့ဒီထမင်းစားခန်းအပေါ်မှာရှိတဲ့ ceiling လေးမှာလည်း design လေးက three color ထားပေးထားတယ်အဲဒီမှာဆိုရင်တော့ဒီ kitchen က dry kitchen လေးထားပေးထားတယ်အခု ဒီပြင်မှာဆိုရင်ပေါ့အဲဝက်ကစ်ချင်းလေးထားပေးထားအညော်နဲ့နေအကျော်တော်ကြီးလုပ်မယ်ဆိုရင်ဒီပြင်မှာလုပ်လို့ရတယ်။ကဲအခုဒီမှာကျတော့ရေချိုးဖို့ဆိုရင်အဲအုတ်ကန်လေးလည်းထားပေးထားတယ်။ကဲအခုနောက်ပြီးတော့ပုံထပ်ပြီးတော့လေ့လာကြည့်လိုက်အောင်နော်။ဒီအိမ်ကလေကားလေးကထူကြတာပေါ့နော်ဒီလေကားလေးကအရင်အောင်ပြင်ပစ်တယ်ပြီးတော့အပေါ်တက်လိုက်ရင်လမ်းလျှောက်လိုမျိုးနဲ့ပဲအပေါ်ပြောက်သွားတယ်ခလေးရောလူကြီးရဲ့အတွက်ကောဆိုတော်တော်လေးအဆင်ပြေတယ် ကဲခုဒီလှေကားထောင်ကျိုးလေးမှာအလေးရောင်ရဖို့အတွက်အလူမီနီယံမှန်လေးလေးကိုလည်းထားပေးထားတယ်။ကဲခုဒီလှေကားတက်တက်ချင်းမှာဒီမှာအခန်းတစ်ခုရှိတယ်။ဒီခန်းလေးတစ်ချက်ဝင်ကြည့်လိုက်ရအောင်နော်။ဟာမစတာဘရွန်လေးပဲဖြစ်ပါတယ်ဒီအပေါ်ဒီခန်းလေးရဲ့အပေါ်မှာဆိုရင်ပေါ့မီးဆိုင်လေးရှိတယ်ပြီးတော့ဆီလင်လေးရလည်းလက်လက်ပပလေးတက်ပေးထားတယ်လက်လက်ပပလေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲလုပ်ပေးထားတယ်ဒီမှာ light dress ဆိုရင် အဲဒီမှာဒါလေးဖွင့်လိုက်ရာအလင်းရောင်ကောင်းကောင်းရရယ် green box ကိုလည်းအကြီးလုပ်ပေးထားရယ်ပြီးတော့ဒီဘက်မှာကရေချိုးကန်းအင်တာရှိတယ်တစ်ချက်လောက်ဝင်ကြည့်ကြရအောင်ကဲခုဆိုရင်ဒီမှာကဘူရိုင်းရှိတယ်ပြီးရင်ဒီမှာအဲဘီစင်ရှိတယ်ပြီးရင်ရေချိုးဖို့အတွက်ဂျီပန်းလေးရှိတယ်ပြဒီမှာလိုင်တွေအတွက်အမှန်ပေါက်လေးလဲထားပြထားရတဲ့လင်းနေတယ်ပေါ့နော်ပြပပက်လေးမှာလဲတော့အဲကြွေပြားလေးကပ်ပေးထားတယ်ပေါ်ထိလဲကြွေပြားလေးကပ်ပေးထားတယ် ဒီ out flow လေးကိုလည်းကြွေပြားလေးလည်းကပ်ပေးထားရဲ့ရှင်။ကဲဒီအင်လာရချူကန်လည်း space ကတော်တော်လေးကျယ်တယ်။ကဲခုနောက်ထပ်အခန်းလေးသွားပြီးတော့လေ့လာကြည့်လိုက်အောင်နော်။ကဲခုဒီမှာကဖျားကန်းနဲ့အေကန်းလေးရှိမယ်။ပတီကြမ်းငင်းလေးကိုလည်းပါကေးအပြည့်ခင်းမိထားတယ်။ပတီမာကအဲလူမီနီယံစလိုက်ဒိုးလေးကိုလည်းပပတ်လေးမှာအများကြီးလုပ်ပေးထားတယ်။ ပြီးတော့ဒီအပေါ်ကစီလင်းလေးရဆိုရင်လည်းဒီဇိုင်းလေးဒီဒီဇိုင်းလေးရဆိုရင်ဆက်ဆန်းလေးလုပ်ပေးထားတယ်ပြီးတော့ဒီဘက်မှာကြရိုးရိုးရှင်းရှင်းလေးနဲ့ဘီဇိုင်းလေးရလည်းလှလှလေးလုပ်ပေးထားတယ်ပြီးတော့ဒီအဲခန်းမှာအဲခန်းနဲ့ဖျားခန်းမှာဆိုရင်ပေါ့လုံးဝတကယ်အကျယ်ဝန်းရတော့တကယ်တော်တော်လေးကျယ်တယ်ပြီးတော့ဒီအပြင်မှာကအလူမီနီယမ်စလိုက်ဒိုးလေးနဲ့ဝန်နာလေးလုပ်ပေးထားတယ်တစ်ချက်ကြည့်ကြည့်လိုက်အောင်ကဲခုဒီမှာက အဲဒီဝရဏာနေပြီးအပြင်ရဲ့လှပလေးလည်းကြည့်လို့ရတယ်။ဒါဒီတန်လျမ်းမှာဆိုရင်ဒီအောက်မှာကမှန်လေးကပေးထားတယ်။ဒီအောက်ကျမ်းမြေကိုကြတော့ကြွေပြားလေးခင်မိထားတယ်။ဒီဒီမှာလည်းဖေးစင်ကိုထားပေးထားတယ်။ဒီမှာဆိုရင်အဖျားကလေးရှိရတဲ့မဖျားပန်းလဲရအောင်တောက်တော်ကြီးလဲရအောင်ပါဆိုဒီမှာလှုပ်လို့ရတယ်။ကဲအခုတခြားနေရာလေးတော့ကြည့်ကြည့်အောင်ကဲခုပေါ်ပေါ်မှာတထက်ရှိသေးတယ်ကဲလိုက်ခဲ့အောင်နော် အခုဒီအင်ရလေကားလေးကတကယ်ပြည့်ပြည့်ပြီးတော့လမ်းလျှောက်သလိုပဲပုံရောက်သွားတယ်ပြီးတော့ဒီလေကားလျံလေးကိုဆိုရင်ကျွန်းလေးတက်ပေးထားရဲအောက်မှာကျတော့တန်မန်းလေးလည်းတက်ပေးထားရဲပြီးတော့ဒီပေါ်မှာလေကားတက်တက်ချင်းအပေါ်မှာမီးဆိုင်လေးကိုလည်းလှပပလေးလုပ်ပေးထားရဲမီးဆိုင်လေးက3 color နဲ့လုပ်ပေးထားရဲဒီဒီဘက်မှာ lighting ရအောင်လို့လဲလူမီနီယမ်မှန်သေးလေးနဲ့တက်ပေးထားရဲကဲအခုဒီမှာခန်းတစ်ခန်းရှိတယ် ်ဒီခန်းကိုသွားပြောလေ့လာကြည့်ရအောင်လိုက်ခဲ့နော်ကဲခုဒီအခန်းလေးမှာဆိုရင်ဒီပေါ်မှာစီလင်းလေးလည်းရိုးရှင်းရှင်းလေးလုပ်ပေးထားရတယ်။ပြီးဒီမှာကဒီဇိုင်းလေးကိုလည်းလက်လက်ပတ်ပတ်လေးလုပ်ပေးထားတယ်။ဒီအခန်းမှာဆိုရင်ဒီအောက်မှာကအဲပါကင်လေးကိုလည်းအပြည့်ခင်းပေးထားတယ်။ပြော်ဒီခန်းရဲ့ space လေးရတယ်တော်တော်လေးယူကျဲတယ်ပြော်ဒီဘက်မှာက lighting အတွက်လည်းအဲ green box လေးထားပြီးရောလုပ်ပေးထားတယ်ကဲခုဒီအိမ်မှာတုတ်ထားတဲ့ဆေးလေးရလည်းတော်တော်လေးလှတယ်ဒီမှာ လင်းလင်းလေးနဲ့လက်လာလေးဖြစ်တော့တော့ဒီအခန်းလေးကနေကျင်စရာတော်တော်လေးကောင်းတယ်။ကဲဒီဘက်မှာကြာတော့ရေချိုးကင်အင်တာရှိတယ်။တစ်ချက်သွားပြီးကြည့်ရအောင်နော်။ကဲခုဆိုရေချိုးကင်အင်တာလေးမှာဒီမှာဘိုရိုင်းလေးလည်းပါတယ်။ပြီးတော့ဘေးစင်လေးလည်းရှိတယ်။ဒီဘေးစင်လေးမှာဆိုပစ္စည်းထည့်ဖို့လည်းဘီရိုသေးလေးလုပ်ပေးထားတယ်။ကဲပြီးတော့ဒီမှာ lighting ရဖို့အတွက်လည်း ring mount အသေးလေးလည်းလုပ်ပေးထားတယ်။ပြီးတော့ပပလည်းမှာဆိုရင်လည်းကြောက်ကြွေပြားလေးလည်းကပ်ပေးထားတယ်။ဒီအောက်မှာဆိုရင်လည်း ကျွေးပြားလေးခင်ပေးထားတယ်။အဲဒီမှာရေချိုးကန်လေးလည်းပါတယ်။ပြီးတော့ဒီမှာရှာရေချိုးရှာပါလေးလည်းပါတယ်။မပပတ်လေးဆိုမှလည်းကျွေးပြားလေးလည်းကပ်ပေးထားတယ်။ဒီအပေါ်မှာဆိုရင်လည်းအလေးရောင်ရဖို့အတွက်အဲမီလေးလည်းထပ်ပြီးတော့ထည့်ပေးထားတယ်။ကြည့်ခုဒီရေချိုးကန်ကလည်း space ကလည်းတော်တော်ကျယ်။ကြည့်နောက်ထပ်နေရာလေးတွားပြီးတော့ကြည့်ကြည့်အောင်နော်။ကဲခုဒီမှာဝရဏနေပြီးတော့ ထွက်တဲ့တကားပေါက်လေးရှိတယ်အဲ့ဒီတော့ပြီးတော့ကြည့်ကြရအောင်နော်โอ้ဒီရေနာလေးရဲ့ space လေးอ่ะလေတော်တော်ကျယ်တယ်တိလားပြီးတော့ဒီမှာအဲမိသားစုတူတူဒီမှာ relax လေးလုပ်လို့ရတယ်ပြင်ပရှူခင်းလေးကိုလည်းကြည့်လို့ရတယ်ပြီးတော့ဒီဝရဏာမှာဆိုရင်ဒီဘောကတန်နဲ့လုပ်ပေးထားတယ်ဒီအောက်မှာဆိုရင်မှန်လေးကြီးကပ်ပေးထားတယ် အဲဒီမှာကျတော့ဒါအင်ရှင်းစိတ်ကိုတိုင်းလှဆင်တာပဲဖြစ်ပါတယ်။ဆိုဒီအောက်ကကျမ်းမြင့်လေးကိုဆိုရင်ကြွေပြားလေးနဲ့အပြည့်ကပ်ပေးထားတယ်။ကဒီဝရဏလေးကအပြင်ကနေကြည့်မယ်ဆိုရင်လောကထင်းပြီးတော့လှနေဒီပုံမှာဆိုရင်လည်းမီးလုံးလေးထက်ပြီးတော့ကပ်ပေးထားတယ်။ပဒီအထက်မှာပဲအနောက်မှာအပြင်ကိုထွက်လို့ရတဲ့ပေါက်တစ်ပေါက်ရှိသေးတယ်။အဲ့ကိုသွားပြီးတော့လည်လာကြည့်လိုက်ရအောင်နော်။ဒါတပင်းနေနေဒီအခန်းလေးတော်တော်လေးသဘောကျတယ်။ဘလို့ဆိုဒီမှာလိုက်တင်လေးလေးကောင်းကောင်းရရပြီးတော့ စပိတ်လေးရလဲတော်တော်လေးကျယ်တယ်ဘိုရန်နာနဲ့တွဲရဖြစ်တဲ့အတွက်တကယ်သဘောကျတယ်ကဲနောက်ကအကန်လေးအပေါက်လေးတော့ပြကြည့်ကြည့်အောင်နော်ကဲခုဒီနေရာလေးမှာအင်းရှိရဲ့စိတ်ကူတိုင်းဒီမှာပန်းချန်လေးလုတ်ပေးထားတယ်ဆိုဒီ space လေးရလဲတော်တော်လေးကိုကျယ်တယ်ဒီကျမ်းမြေကိုလဲကြောက်ပြားလေးအပြည့်ကပ်ပေးထားတယ်ခင်မိထားတယ်ပြောဒီမှာကြောင်လင်းလေးကားလေးရှိတယ်ဒီပေါ်က slat လေးကိုလဲတစ်ချက်တော့ပြကြည့်ကြည့်အောင်နော်ကဲခုဒီအပေါ်မှာဆိုရင် space လေးရလဲတော်တော်လေးကျဲတယ်ဒီအောက်မှာလဲကျွေပြားလေးတွေကိုအပြစ်ကပ်ပေးထားတယ်ဆက်ဒီပေါ်မှာကအင်ရှင်ရဲ့စေကူတိုင်းဆိုလာလေးလျှက်စေးတွဲဆိုလာလေးအဲတက်ထားတယ်ပေါ့နော်ပြတော့ဒီဘက်မှာကညနေနေအေးလို့ရှိရင်လေးလေးတဖြူးဖြူးနဲ့မိသားစု relax လုပ်လို့ရတယ်။ကဲခုဒီအပေါ်ကနေကြည့်လို့ရှိရင်မာအပြင်ကလမ်းရှူခင်းလေးကိုလည်းအမ်ခံစားနိုင်တယ်။ကဲအခုလို့လှပတဲ့အိမ်လေးတွေကိုဆောက်လုပ်ချင်တယ်ဆိုရင်မေးတန်ထူ construction အခုပဲဆက်သက်လို့ရနေနော်။ ကဲဒီအင်ရှင်ကိုနည်းနည်းပါးပါးလေးအင်အကြောင်းလေးဆက်စုကြည့်ရအောင်နော် let's go အကဲအနေနဲ့ဒီရန်ကုန်မှာ construction တွေအများကြီးရတဲ့မှာမှဒီ meet and true construction ကိုဘာလို့အမိတာလေးရှင်။အော် meet and true company နဲ့ construction နဲ့ကျွန်တော်မတွေ့ခင်မှာအခြား construction တွေကိုလည်းကျွန်တော်လိုက်ကြည့်ပါတယ်။ဘာလို့လဲဆိုတော့ကိုအင်ဆောင်မှဆိုတော့လေတေချာကြည့်တဲ့ခါမှာဆိုလို့ရှိရင်အဲ meet and true နဲ့ကျွန်တော်ရဲ့ဆရာနဲ့တွေ့လိုက်တယ်။တွေ့တွေ့တွေ့ပြီးတဲ့ခါမှာ သူကနေပြီးတော့သူအိမ်ကိုလည်းလိုက်ပြတယ်သူဆောက်ဖို့အတွက်အဆောက်အဦလိုက်ပြတဲ့အခါမှာစိတ်ချယုံကြည်ရတော့တယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ကျွန်တော် main tent to go agency ကိုကျွန်တော်အားလိုက်ခြင်းဖြစ်ပါအဟုတ်ကဲ့ပါဟုတ်ဒီအိမ်ကိုဆောက်လုပ်ပြီးစီးချိန်မှာအန်ကယ်တို့နေတာဆိုရင်အခုဆိုဘယ်လောက်လောက်ရှိပြီလဲရှင်အဲတနှစ်ကျော်ကျော်လောက်ပဲရှိပါဩဟုတ်တနှစ်ကျော်ကျော်လောက်ရှိအခုဒီမှာနေရောအန်ကယ်နေနဲ့ဘယ်လိုခံစားရလဲအဲနွေးထွေးတဲ့မိသားစုတစ်ခုအနေနဲ့အသက်လုံခြုံတဲ့အဆောက်အဦတစ်ခုနေလို့ကျွန်တော်နေခံစားရပါတယ်။ဘာဖြစ်လဲကျွန်တော်ကိုယ်တိုင်လည်းဒီအဆောက်အဦကိုဆောက်တဲ့အခါမှာ ကျွန်တော်ရဲ့မျိုးသူကြီးနဲ့တိုင်တိုင်မင်းမင်းစောက်ထားတာဖြစ်ပြီးကျွန်တော်ကျွန်တော်ကြော်လေးသဘောကျပါတယ်ဟုတ်ကဲ့အာအိတ်ဒီစောက်မှုရေးသွေးကိုအကက်နေနဲ့ဘယ်လိုသဘောထားလဲဖောင်ဒေးရှင်းရအစအိမ်တစ်ခုလုံးတိစောက်ထားတော့အကဲအမြင်လေးပြပြပေးပါအောင်ရှင်အော်ကျွန်တော်ဒီအိမ်ကိုစပြီးတော့တိစောက်တဲ့အခါမှာမစောက်ခင်မှလည်းခြားထားတယ်ကျွန်တော်တို့သုံးမဲ့တန်းရေးသွေးကိုလည်းကြည့်ပါတယ်ဗီဒီယိုမြေကိုလည်းကျွန်တော်တို့ကြည့်ပါတယ်ဖောင်ဒေးရှင်းဆိုရင်ကျွန်တော်တို့ဒီအိမ်ဆိုကျွန်တော်ရှစ်ပေလောက်ကျွန်တော်ခြားအဲ့ဒါခြားထားဖြစ်ပါတယ်အဲ့တော့စပြီးတော့ဖောင်ဒေးရှင်းစတာတန်းတွေထည့်တာဘယ်နဲ့ချောင်းထည့်တဲ့အစကျွန်တော်အားလုံးကြည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ အိမ်ဆောက်ထားတဲ့ foundation တစ်ချက်ကျွန်တော်ပြောကြပါရစေ။နှစ်ချက်ကျွန်တော်ဒီမှာဆိုလို့ရှိရင် concrete စလောင်းပြီဆိုကျွန်တော် AG နဲ့လောင်းပါရစေ။အဲ့လို AG နဲ့လောင်းတဲ့အခါမှာဆိုလို့ရှိရင်လည်း AG ကနေမလောင်းလောင်းနေတဲ့အချိန်မှာသူက concrete test တွေပြီးတော့လုပ်ရတယ်။အဲ့လို test လုပ်တဲ့အခါမှာအဲ့ရသူ့ရဲ့တိတ်သီးစားဘလောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့အဲသွားပြီးစစ်ဆေးရတယ်။အဲ့စစ်ဆေးတဲ့အခါမှာတစ်ထပ်တိုင်းတစ်ထပ်တိုင်းရမှာဆိုလို့ရှိရင်အဲ့ရပေးတဲ့ result ကရပြီ okay good တယ်ဆိုတော့မှကျွန်တော်တို့ကအဲ့ foundation ကိုအောက်ကနေပြထောက်တိုင်းတောက်တွေတိုင်းနေအစားကုန်ဖြတ်ထားတာ။အဲ့ကြမှာပဲကျွန်တော်တို့ဟိုလည်း လောက်တာဖြစ်တဲ့ကြောင့်တော်တော်လေးကျင်တဲ့အားရမှရှိပါတယ်အာအန်ကယ်ကဒီအိမ်ဒီဆောင်နေစဉ်တွေမှာလာကြည့်ပြတဲ့အတွက်ဒီအိမ်ဆောင်မှုပေါ်ကိုအန်ကယ်ဘယ်လိုမြင်လဲရှင်။အဲကျွန်တော်ကနေ့တိုင်းလေးလာကြည့်တဲ့အခါမှာဒီမှာ site engineer တယောက်လေးရှိရယ်လေ။အဲကကျတော့ကျွန်တော်ဒီအိမ်ဆောင်ခင်မှာလေကျွန်တော်တိုင်းဆောက်စတင်မှာလုပ်ခဲ့ဘူးလေ။အဲကြောင့်မလို့ကျွန်တော်ကဒီရဲ့ construction ရဲ့အရေးအသွေးတွေရောအခြားလိုအပ်တဲ့ဟာတွေရောကျွန်တော်မသိလို့ရှိရင် engineer ကိုမေး ော့ engineer ကလည်းတည်တည်ချာစစ်ရှိလက်ရှိဆင်းပြရတယ်။အဲအဲ့ခါမှာကျွန်တော်လည်းကျွန်တော်ဇနီးနဲ့အခြား engineer မှာတွားကြည့်တဲ့အခါမှာဒီချို့နေရာလေးတွေရော extension လုပ်တင်တယ်ပေါ့နော်။အဲဒီလိုမျိုးပုံပါပိုင်းမှာနည်းနည်းချဲ့ခြင်းနဲ့ပါညာဆိုကျွန်တော်ကျွန်တော် main တက်သူအဲ company ကိုကျွန်တော်ပိုင်ရှင်ကိုကျွန်တော်မေးမေးတဲ့အခါမှာလည်းသူကနေစိတ်ရှိလက်ရှိနဲ့ရပါတယ် command အဲ့ဒါဆိုပြီးရှင်တော့အဆင်ပြေတယ်အဲကျွန်တော်တို့ဒီလိုလုပ်ပေးမယ်ဆိုပြီးတော့မေးတဲ့ company ကလည်းတည်တည်ချာချာလေးကိုကျွန်တော်တို့ check ရဆန်းမဟုတ်ဘဲနဲ့တည်တည်ချာချာကိုစိတ်ရှိလက်ရှိနဲ့လုပ်ပေးလို့ကြောင်းကျွန်တော်ကသူ့တော်တော်လေးကျေနပ်အားရပါတယ်အချက် ချားအိမ်ဆောင်မဲ့လူတွေရှိနေမင်းသက်ထူကုမ္ပဏီနဲ့လုပ်တာဟာတော်တော်လေးစိတ်ကျေနပ်ပွဲကောင်းပါတယ်လို့ပြောချင်ပါတယ်အမင်းသက်ထူ construction company နဲ့ပတ်သက်ပြီးတော့အကိန့်နေနဲ့ဘာ message လေးပေးခြင်းလဲရှင်အမင်းသက်ထူကုမ္ပဏီနဲ့ပတ်သက်ပေးခြင်းတဲ့ message ကတော့ foundation အစကျွန်တော်အားလုံးကိုစိတ်ချရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဆောက်ထားတဲ့ဒီအိမ်ဟာဆိုလို့ရှိရင်အပိုင်းကြီးနှစ်ချမ်းကွဲရင်ကွဲသွားလိမ့်မယ်ကျွန်တော်အိမ်ကတော့လုံးဝကွဲမှာလည်းမဟုတ်ဘူးစောင်းသွားမှာလည်းမဟုတ်ဘူးကျွန်တော်တို့ကအတူတူဝတ်ရှိနေမှာပါနောက်ဆုံးကျွန်တော်ပြောချင်တာကတော့ အိမ်ဆောက်တဲ့အခါမှာကိုချစ်တဲ့ကိုမျိုးတင်းရဲ့တတိကျကျတိုင်နေပြီးတော့မင်းသက်တူကိုမျိုးနဲ့သက်တွဲဆောင်ရခြင်းဖြင့်အောင်မြင်တဲ့မိသားစုတစ်ခုကိုရရှိနိုင်ဖြစ်ပါတယ်။မင်းသက်တူကုမ္ပဏီတည်တဲ့ဒီဇင်ဘာကအများကြီးအောင်မြင်ပါစေလို့ကျွန်တော်တို့မိသားစုကဆုတောင်းပေးပါတယ်။ခုလိုမိကိုတစ်ခုချင်းစီတိုင်းကိုဆက်ရှိလက်ရှိဖြေကြားပေးတဲ့အတွက်မင်းသက်တူကိုဆက်ရှိကုမ္ပဏီကနေပြီးတော့အငွေကျေးဇူးများတင်ပါတယ်ရှင်။အာဟုတ်ကဲ့ကျွန်တော်တို့လည်းမင်းသက်တူကုမ္ပဏီနဲ့အလုပ်လုပ်ရတဲ့အကြောင်းမလို့လုံခြုံစိတ်ချရတဲ့ဒီမှာနေရအကြောင်းကျေးဇူးများတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။